ော့ကိုဆိုင်တို့အချစ်တချင်တာဟောင်းလိုက်အဲ့ထဲကတောင်ပါလေးဖြစ်ချင်သွားရဲ့စိတ်တွေတော့ဖြစ်ဖူးရဲ့ငငယ်တော့อ่ะစိတ်ကူးရဲ့အနမ်းများနေတော့တချင်နေပါဟာဟာဟာငါပြင်းငါပြင်းငါပြင်းကြာကြီး မင်းကကျောင်းသူခေတ်ကကျောင်းရှင်က poster ရောင်းတာ哦အဲ့ချိန်တော့ကိုဆိုင်တို့ပုံနေအစိုးရရဲ့ပုံနေလို့ရှောက်ကတာအိမ်မှာပေါ့နော်အဲ့အဲ့လိုအဲ့လိုမျိုးတော့အရန်တော့ကတ်ခဲ့ဘူးတဲ့ကိုကတော့ essay ရဲ့ပုံနေရောအဲ့လိုမျိုးဒီအစိုးရတွေတော်တော်များများရဲ့ပုံနေကိုမဆိုင်အများကြီးကတ်ခဲ့ဘူးအဲ့လိုကတ်ခဲ့ရမှာမဝိုင်းစုပုံနေလဲပါ ်ကမ်းမီတော့မဆမ်းဘူးတကယ်ဘုံချုပ်ခဲ့တဲ့အဲ့တော့အဖွဲလိုက်ကြီးကမငယ်ရောအဲ့လိုသူတို့တငယ်ချင်းတွေအဖွဲလိုက်ကြအမြဲဘာလို့လို့လို့အဖွဲလိုက်ကြလို့အရန်ထာကြရပေါ့နော်အဲ့လိုတငယ်ချင်းတွေပေါင်းပြီးအဲ့လိုအဖွဲပဲအောင်ဖွဲလိုက်သေးတယ်ငငယ်တော့အဲ့တော့17နှစ်ပဲရှိသေးလျှောက်ဖွဲရဘဝမှာတစ်ခုခုကိုဆုံးဖြတ်ခက်ခဲနေပြီဆိုရင်နှလုံးသားရဲ့ ဘာဘာဖြစ်လဲဆိုတော့ကိုစားရလည်းဖိတ်တယ်နော်ဖရန်ဆိုဘက်ကလည်းဖိတ်တယ်ပေါ့ပြီးတော့အာညီမလေးပို့မမီတာတို့မေတို့ခိုင်တို့လည်းလာအားပေးနေတာပါဟုတ်ဟုတ် ဟာတော့ရအောင်တော့ပါဟုတ်ကဲ့ဟာဟာကိုဆိုင်ဒီပစ္စလမိုးကဟိုသူကားတွေကတော့ဒါမင်းဆန်ရဟိုးငငယ်တွေကအမြဲအားပေးကြရပါတော့ကိုဆိုင်ကကြောက်ဒီပစ္စလမိုးကတော်တော်ကြီးကို quality တော်တော်ကောင်းတယ် color တွေကအစအဲ့ဒီဟိုဟာမင်းဆန်ရ teaser မှာကြည့်ရတာလည်းတော်တော်မိုက်တယ်ပေါ့ပြဇလန်းလေးကလည်းအရင်စိတ်ဝင်လာဖို့ကောင်းတယ်ကိုဆိုင်ကိုလည်းအမြဲအားပေးနေပါတယ်နောက်ပြီးတော့အဲအခုညီမလေးတို့ဒီပိုးမီတာတို့မီလိုဟန်တို့နဲ့လည်းရိုက်ထားဆိုတော့အဲသူတို့ဘလို့ဘလို့ဇလန်းစက်ွက်တွေဖြစ်နေဆိုတော့လည်းစိတ်ဝင်စားတယ်ပေါ့ ဟာဟာကောင်းပါရဲ့။ तू อ่ะအချစ်ကားပဲအမြင်နဲ့ရိုက်တာများပါရင်ငယ်တွေကဘယ်မှမသိတဲ့ဖိုးကြီးဘာလို့ခေါ်လာလဲမသိဘူး။မင်းကလေးတွေအဲ့လိုပဲ။ ြောတာအကောက်အကောက်တော့ပါတယ်ကိုဆိုင်တို့ကြောင့်မဆန်ရို့လဲဟိုဝေဝေဖန်နိုင်တဲ့ဟိုကိုဆိုင်တို့ဆိုတာတကယ် legendary artist တွေတကယ်တော်တဲ့လူတွေပေါ့နော်အဲ့လိုမျိုးသူတော့ဝေမဖန်တတ်ပါဘူးဒါပေမဲ့ဟိုကိုဆိုင်ဖာလို့လို့ကိုဟိုသူကတေချာလုတ်တတ်တယ်စီဆက်လုတ်တတ်တယ်ဟိုတကယ်ရောအနုပညာစိတ်အပြည့်အဝရှိတယ်တစ်ချိန်ကုန်သူဘာရဲ့အနုပညာနဲ့ပတ်သက်ဘာဖန်တီးနေရရင်ကောင်းမလဲဆိုရဲတကယ်ဟိုသူ့ရဲ့ mindset တွေရောအဲ့လိုသူ့ရဲ့ဒီ commitment တွေ dedication တွေရောအရန်ဟိုလေးစားရပါတယ်ဟုတ် တခုလုံးဟာကြံလုံးသွားဘယ်လိုမျိုးသွားကြလဲဆိုတော့အဲမစ္စတာရာငငယ်ရရဒီကိုဆိုင်တို့သချင်းတွေနဲ့ကြီးလာတဲ့လူတွေပေါ့နော်ကိုဆိုင်တို့ဒီ asset တို့စပြီးတော့နားထောင်နေရအဲသူတို့ရဲ့ inspiration တွေအများကြီးပါတာပေါ့နော်မစ္စတာရာအဆိုတော့ဖြစ်ချင်ခဲ့တဲ့ ဟိုအိမ်မက်တွေမှာလဲပေါ့နော်အဲ့လိုမျိုးဆိုတော့ဘယ်လိုကိုယ့်ရဲ့အဲဒီတိုင်းမဲ့ဟိုတင်းဆရာမြင်ဟိုလိုမျိုးကြီးကိုစားရအဲ့လိုမျိုးကြီးဟိုဟိုသူနဲ့လည်းစကားပြောရင်လည်းဟိုအမှန်တမ်းပြောကိုကငငယ်မိဆက်နေရလို့လူကြီးဆိုတဲ့နဲ့ကြောက်တတ်တယ်အဲ့လိုရှိန်နေပေါ့နော်အဲ့လိုမျိုးတိတ်စကားပြောရမယ်ကိုစားရအမြဲတမ်းအဲ့လိုအဲတင်ပေးရသူပြောပြပေးရအဲ့လိုမျိုးအမြဲလေးစားပါဟုတ်အဲဘာလေးလိုက်လို့လဲအကုန်လုံးမငင်းတော့မိဆက်တော့ MP3 လေးနားဟောင်းလိုက်ခစ်ဆိုတော့အဲ့လိုသူတချင်းတည်းအကုန်လုံးရှိရဲဘာမှအဲ့ချိန်မှာသူ asset တို့နဲ့တွဲဆိုရဲတချင်း ချင်းတွေအများကြီးပဲပေါ့နော်သူတို့ဟိုအဲ့တော့အဖွဲလိုက်ကြီးကမငယ်ဘူးရောအဲ့လိုသူတို့ငယ်ချင်းတွေအဖွဲလိုက်ကြအမြဲဘာလို့လို့လို့အဖွဲလိုက်ကြလို့အရန်ထာကြရပေါ့နော်အဲ့လိုတငယ်ချင်းတွေပေါင်းပြီးရောအဖွဲပါရောဖွဲလိုက်ပြီးငငယ်တော့အဲ့တော့၁၇နှစ်ပဲရှိသေးလျှောက်ဖွဲရဟာဟာအဲဘယ်လိုပြောမလဲအတူရောယူပါရမယ်ဟိုမိဆိုင်ရောကြောင့် main ကလေးဆိုတော့ပေါ့နော်အဲ့လိုကိုဆိုင်ရောက်ကြားလေးဆိုတော့အဲ့လိုအဲ့လိုယူတော့အရန်တော့ light မဆန်ဘူးပေါ့ဒါပေမဲ့အဲ့လိုမျိုးဟို ်အထာကြရကိုစိုင်းငငယ်တော့ပုံနေဆိုရင်မိဆိုင်တို့ငငယ်တော့မိဆိုင်တို့ចောင်းသူခေတ်ကကြောင်းចောင်းရှင်ကပို့စတာရောင်းတာ哦အဲ့ချိန်တော့ကိုစိုင်းတို့ပုံနေအစောတော်ရဲ့ပုံနေလို့ရှောက်ကတာအိမ်မှာပေါ့နော်အဲ့အဲ့လိုအဲ့လိုမျိုးတော့အရန်တော့ကတ်ခဲ့ဘူးတဲ့ကိုစိုင်းတို့ပုံတို့အာနောက်ပေါ့အဲ့လို essay ရဲ့ပုံနေရောအဲ့လိုမျိုးဒီအစောတော်တွေတော်တော်များများပုံနေကိုမိဆိုင်အများကြီးကတ်ခဲ့အတေးအမြဲကွဲနေရကိုတိုင်းဖန်ပြီးတော့လည်းကွဲဟုတ် ဆိုင်တခြင်းတွေနဲ့ကတော့အသေးကွက်ရတဲ့သူ့တခြင်းတွေချိုးရဲတခြင်းတွေကိုပို့ပြီးတော့အဲပို့ပြီးတော့မစ္စတာရိုထိရပါဘူးဆိုတော့အသေးကွက်ဆိုတာဟိုမစ္စတာရိုကြောင့်မင်းကလေးဆိုတော့ယောက်ျားလေးတော့အသေးကွက်ကမင်းကလေးတောင်အသေးကွက်ကမတူဘူးလို့မစ္စတာချင်တယ်ပေါ့ယောက်ျားရဲ့အသေးကွက်တခြင်းနဲ့မင်းကလေးရဲ့အသေးကွက်တခြင်းနဲ့ရေးထားတဲ့ပုံစံတရားစာပုံစံမတူဘူးပေါ့အဲ့တော့ကိုဆိုင်တို့အချစ်တခြင်းနားထောင်လိုက်အဲ့ထဲကတောင်ပါလေးဖြစ်ချင်သွားရဲ့စိတ်တွေတော့ဖြစ်ဖူးရဲ့ငယ်ငယ်တော့က စိတ်ကူးရင်နမ်းများနေတော့ပါတခြင်းနေပါဟာဟာဟာအမအဲ့ချိန်တော့တော်တော်ငယ်သေးရောဟိုလိုလိုကြီးရောအဲ့လိုကြီးရောမခံစားဘူးပေါ့နော်အာဟိုဒါပေမဲ့အဲ့လိုမျိုးအဲ့နော်အဲမဝိုင်းစုနဲ့တရုတ်ဆောင်တာအဲ့တခြင်းအဲ့လိုချစ်စရာလေးမဝိုင်းစုပါဘူးပေါ့အဲ့လိုမျိုးငငယ်တော့အဲ့လိုကက်ခဲမှာမဝိုင်းစုပုံတွေလည်းပါ နုလည်းနုပြောပါတယ်သူ့ရဲ့အရှိန်အဟုန်လေးပေါ့နော်အမ်သူ့ရဲ့စူးစမ်းအားထုတ်မှုအရှိန်အဟုန်လေးသူ့ရဲ့ခုနပြောသူ dedication တွေသူ့ရဲ့ discipline တွေသူ့အလုပ်လုပ်တဲ့ပုံစံတွေကတကယ်ဟိုဟိုဟိုသူ့အဆူဘလောက်ပဲဟိုအချိန်တွေပြောင်းသွားပါစေပေါ့အားမလျှော့ပါဘူးမရက်တန်ပါဘူးအဲ့အဲ့အဲ့သူ့ပေးရဲ့ ဟိုဆိုင်းဆိုင်းရှိနေတရွေပေါ့နော်မြင်ဆက်နေအငြင်း motivation ရှိရလို့ကိုကိုခန့်စားရပါဆိုတော့သူ့ရဲ့လုံနေတဲ့ပုံတွေကိုကြည့်ရဟိုအတုညူစရာအများကြီးပေါ့နော်လုံတစ်ခုထေချာလုပ်တယ် plan ချပြီးလုပ်တယ်အဲ့လိုအချိန်နဲ့ तू တနေုံ तू ဘာလုပ်ရမလဲပဲ तू အငြင်းစဉ်းစားပြီးအရင်အားထုတ်နေတာဟိုကိုရောင်မှအများကြီး30ကျော်လာတဲ့အချိန်မှာယောက်ျားရပါလေရသွားပြီးအချိန်မှာနည်းနည်းအောင် အဲ့လိုပင်မန်းတာပါလို့နည်းနည်းကွာအေးစိတ်နေခြင်းနဲ့စိတ်ဖြစ်လာသူ့ကိုကြိလိုက်တဲ့ချိန်တိုင်းသူကလုံးဝဟိုလိုမျိုးတကယ်ကိုဒီဒီအမှုပညာလုပ်ဖို့အတွက်သူကမွေးခွာလာသူဖြစ်နေတာပေါ့နော်အဲ့အဲ့ဟာကြီးရောအရင်ကျန်းတယ်လို့မြင်ပါတယ်ဟုတ်